မင်္ဂလာပါခင်ဗျရေကုတ်ခစ်တိကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဝန်ပြစ်စစ်မီမပေးနိုင်တဲ့အကြောင်းရင်း link ကိုအချမ်းပါစစ်ကောင်စီကထုတ်ပေါ်ဝန်ခံထားပြန်တယ်လို့မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်အရ AR မြန်မာတမန်ဆောက်ပြီးလျက်စစ်ထုတ်ယူမယ်ဆိုပြီးတော့ပါပြောလာပြန်ပါတယ်မကွေးတိုင်းကနတ်မောက်မြို့နယ်မှာ ဒီသူတွေကိုစစ်တပ်ခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးခိုင်းနေတယ်။ဂွေးချောင်းရွာအုတ်ချုပ်ရည်မှုဘိုလ်ဝင်းဆိုတဲ့သူကိုဒေါ်လန်ကြီးရပ်ပေါ်ရီကတွားရောက်ပစ်ခတ်ရှင်းနေတဲ့အချိန်ကြောက်လန့်တကြားနဲ့နွားတင်းကုတ်တဲထွက်ပြေးပြီးမဲ့နောက်စီကိုကြည်မှန်ပြီးပွဲချင်းပြီးကိုတိတ်သွားပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတော်ကလျှက်စစ်မီမပေးနိုင်တဲ့အကြောင်းရင်း၄ခုကိုအကြံဖက်စစ်ကောင်စီကထုတ်ဖော်ဝန်ခံထားပြန်တယ်လို့မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်အရာ AR မြန်မာတမန်ဆောက်ပြီးလျှက်စစ်ထုတ်ယူမယ်ဆိုပြီးတော့ပါပြောလာပြန်ပါတယ်။လက်ရှိမြန်မာနိုင်ငံတော်မှာရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေအကုန်လုံးလျှက်စစ်မိပြတ်တောက်မှုအခြေအနေတွေတော်တော်ကိုဆိုးရွားလာနေပြီ။တနေ့လုံးနေမှာ၄နာရီအောက်သာမိပေးနိုင်တဲ့အခြေအနေဖြစ်နေသလို စစ်ကောင်စီရုတ်ဆိုင်ရနေပြီးတော့မှတော့အကြမ်းဖက်မင်းအောင်လိုင်းနဲ့စစ်ကောင်ဆောင်ဟောင်းတွေနေတဲ့၆လုံးနဲ့အိမ်တန်းတွေစစ်ရုံးတွေကလွဲပြီးကျန်းတဲ့နေရာတွေအကုန်လုံးအလှည့်ကျမိပေးတဲ့စနစ်ကိုကျင့်သုံးနေရတယ်လို့သိရပါတယ်အဲ့ဒီလိုမြန်မာနိုင်ငံလုံးလျှက်စစ်မိမပေးနိုင်တဲ့အကြောင်းရင်း၄ခုကိုအကြမ်းဖက်စစ်ကောင်စီရဲ့လျှက်စစ်နဲ့စွန့်ရင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဆိုတဲ့သူကဇန်နဝါရီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအစည်းအဝေးမှာဝန်ခံပြောဆိုသွားပြီးအဲ့ဒီသူတို့ပြောတဲ့အကြောင်းရင်းတွေဟာတဘာဝတက်ငွေရရှိမှုကြာစင်တာတွေ ိုက်လိုင်းတွေပြုပြင်နေလို့ဓာတ်အားအပြည့်မရတာတွေအပြင်လာပေါင်းများစွာကြာနေပြီဖြစ်တဲ့ရေကြီးမှုကြောင့်ဆိုပြီးတော့ပါထဲ့ပြော့သွားရုံနဲ့မကဓာတ်လိုင်းတွေဖောက်ခွဲခံရတဲ့အကြောင်းတွေကိုပါအကြောင်းပြချက်ပေးပြီးအပြစ်ဖို့ပြောဆိုသွားတယ်လို့လက်ရှိအကြက်ဖက်မဲအောင်လိုင်းရဲ့ညွန့်ကြချက်အရာ ARD မြင်မှာတမန်ဆောက်ပြီးလျှက်စစ်ထောက်ယူမယ်ဆိုပြီးတော့ပါပြောသွားပြန်မှသိတယ်လက်ရှိမှာတော့အကြက်ဖက်မဲအောင်လိုင်းနဲ့စစ်ကောင်းဆောင်ဟောင်းတွေနေတဲ့နေပြီးတော့ခြောက်လုံးနဲ့အိမ်တွေနဲ့စစ်ရုံးကလွဲပြီး မြန်မာတိုင်းငံလုံးအလှဲ့ကျမိပေးစနစ်နဲ့သာမိပေးနေရတယ်လို့ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာတော့တရက်ကိုလျက်စင်မိ၄နာရီဝင်းကျင်သာမိပေးနိုင်တော့တဲ့အခြေအနေကြောင့်မြို့နေပြည်သူတွေရဲ့နေစဉ်လူမှုဘဝတွေဟာမိမရရေမရနဲ့တော်တော်ကိုဒုက္ခရောက်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းကနတ်မောင်မြို့နယ်မှာ ပြည်သူတွေကိုစစ်တပ်ခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့ဂွေးချောင်းရွာအုပ်ချုပ်ရေးမှုဘိုလ်ဝင်းဆိုတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတည်သွားပြီလို့နမောက်ပြည်သူကာကွယ်ရေးတပ်ပေါင်းစုရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲနမောက်မြို့နယ်မှာပြည်သူတွေကိုစစ်တပ်ခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့ဂွေးချောင်းရွာအုပ်ချုပ်ရေးမှုဘိုလ်ဝင်းဆိုတဲ့သူကို ဒေါ်လန်ရဲ့တပ်ဖွဲ့တွေကသူ့ရဲ့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းလင်းရမှာကြောက်လန့်တကြားနဲ့နွားတင်းကုတ်တဲထွက်ပြေးပြီမဲ့နောက်စီကိုကြည်ထိမှန်ပြီးဘုံဝင်းဆိုတဲ့သူဟာနေရမှာတဲ့ပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီဂွေးเจ้าကအုတ်ချုပ်ရီမှုဘုံဝင်းဆိုတဲ့သူဟာပြည်သူတွေကိုပေါ်တာဆွဲဖို့အာဂျိုမန်တက်လိုက်လုံနေသူဖြစ်တဲ့အပြင်စစ်တပ်ကိုပါခေါ်ပြီးသူကိုယ်တိုင်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့သူဖြစ်တဲ့အတွက် ော်လိုင်းရေးတက်တွေကအကျဉ်းချင်းတတိပေးထားတဲ့ကြားကနေမတိမဲ့မြင်လှုပ်ပြီးစစ်တပ်အာကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေသူဖြစ်တယ်လို့အခုတော့သိပြီလို့နတ်မောက်ပြည်သူကာကွယ်ရေးတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါဘကိုးတိုင်းဘက်မှာလေ အုပ်ဖို့မြို့နယ်မှာ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူဦးသိန်းသန်းထေဆိုတဲ့သူကိုဖမ်းဆီးတပ်ဖြတ်ဖို့စစ်တပ်ကိုတည်င်းပေးခဲ့တဲ့စစ်တပ်အမကန်တည်င်းပေးလင်မယားနှစ်ဦးပြစ်ခတ်ခံရပြီးတဦးကတော့ပွဲချင်းပြီးကိုတေသွားပြီလို့တာယာဝတီခိုင်အမှတ်1တရင်တခွဲ9ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ကအုပ်ဖို့မြို့နယ်6တင်းကွင်းလမ်းပိုင်းမှာ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူဦးသိန်းသန်းထေဆိုတဲ့သူကိုအချမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်ပြန်ကြိုးတုတ်ပြီးရိုက်နှက်တပ်ဖြတ်ပြီးတော့ရုံလောင်းကိုစွန့်ပစ်ထားခဲ့တယ်ဆိုပါတယ် အဲ့ဒီလို PDF ရက်ပွဲရဲ့ဖခင်ဖြစ်သူဦးသိန်းသန်းထိတ်ကိုဖမ်းဆီးတပ်ဖြတ်ဖို့စစ်တပ်ကိုတရင်ပေးခဲ့တဲ့ဂွေးချောင်းဂျေးရွာနေစစ်တပ်တရင်ပေးဇော်ကြီးနဲ့ဇနီးဖြစ်သူညုံညုံဝင်းစုတ်သူတို့လင်မယားကိုဇန်နဝါရီလ6ရက်နေ့မှာပဲဒေါ်လာကြီးရက်ပွဲတွေကသူတို့ရဲ့နေအိမ်မာတင်ဝင်ရောက်ပစ်ခတ်ရှင်းလိုက်ရမှာတော့တရင်ပေးညုံညုံဝင်းစုတ်တဲ့သူဟာနေရာမာတင်ပွဲချင်းပြီးကိုတိတ်သွားပြီသူယောက်ျားတရင်ပေးဇော်ကြီးကတော့နောက်တောင်လှည့်မကြည့်ပဲထွက်ပြေးသွားတယ်လို့တရားဝရီခဲအမှတ်တရင်တခွဲ9ရက်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ဂင်ပြည်နယ်ကမြောက်ရီမြို့နယ်အာရှလက်မကြီးကိုပြန်လည်သိမ်းပိုက်မယ်ဆိုပြီးကြွေးကြော်ထားတဲ့အကြံဖက်စကောင်စီရဲ့အောင်စရာစစ်ကြောင်းကနောက်ထပ်စစ်သား2ဦးဟာလက်နက်နဲ့အတူထပ်မံအလင်းဝင်ရောက်လာပြန်တယ်လို့တစ်ဖက်ကဟာခါမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သား3ဦးဟာလည်းလက်နက်နဲ့အတူအလင်းဝင်ရောက်လာပြန်တယ်လို့တော်လိုင်းရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိကင်းပြည်နယ်မှာတော့မြောက်ရီမြို့နယ်အာရှလက်မကြီးကိုပြန်လည်သိမ်းပိုက်မယ်ဆိုပြီးကြွေးကြော်ထားတဲ့အကြံဖက်စကောင်စီရဲ့အောင်စရာစစ်ကြောင်းကနေ့ စစ်ကောင်စီတပ်သားတွေဟာတတုံပြီးတတုံလက်နက်နဲ့အတူတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာနေရမှာဒီဇင်ဘာလ30ရက်နေ့ကလေအဲ့ဒီအောင်စရစစ်ကြောင်းကနောက်ထပ်စစ်သား2ဦးဟာလက်နက်နဲ့အတူထပ်မံအလင်းဝင်ရောက်လာပြန်တယ်လို့တောင်ပိုင်း PDF တက်ခွဲမှုကပြောထားပါတယ်တစ်ဖက်မှာလည်းချင်းမီနယ်ဟာခမြို့ပေါ်ကစစ်ကောင်စီတပ်သား3ဦးဟာလည်းအခုလိုပဲလက်နက်ခဲယမ်းတွေပါယူချလာပြီးဒေါ်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာပြန်တယ်လို့ CDF ဟာခကလည်းပြောထားပါသေးတယ်အဲ့ဒီလို့ ောင်စရစေချောင်းကနေထွက်ပြေးလာပြီးအလင်းဝင်လာတဲ့စစ်သား2ဦးကိုရောဟာခမြို့ပေါ်ကနေထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား3ဦးကိုပါသူတို့မှာလက်နက်တွေကိုစီပါလာတဲ့အတွက်တဆိုင်ရဒေါ်လန်ရေးတက်တွေကဂုံပြူစုငွေတွေအတိအထိချင်းမြင်ပေးသွားမှာဖြစ်တယ်လို့လဲဒေါ်လန်ရေးတက်တွေကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီတက်ကစကိုင်းတိုင်းကရေဦးမြို့မှာအမျိုးသမီးတွေကိုပါချင်းချောင်းဝင်းညှစ်ဖို့ပေါ်တာဆွဲဖန်းစီဓာတ်တွေလှုပ်လာနေပြီး ရန်ကုန်မြို့မှာလည်းအသက်မပြည့်သေးတဲ့ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တချို့ပါပျောက်ဆုံးမှုတွေရှိလာနေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိစကိုင်းတိုင်းကရေဦးမြို့မှာဆိုရင်အကြံဖက်စကောင်စီတပ်ကအမျိုးသားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေတောင်းလျှောက်လုပ်နေရမှာလူငယ်တွေလည်းတော်တော်များများပေါ်တာဆွဲခံရတာတွေရှိလာနေတဲ့အချိန်မှာပဲစကောင်စီတပ်သားတွေဟာအမျိုးသမီးတွေကိုပါချိန်ချောက်ငွေညှစ်ဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်လာနေတယ်လို့ရေဦးအခြေပြု PDC အဖွဲ့တာဝန်ခံထုခန့်စော်ကရန်ကုန်ခေတ္တကိုပြောပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းမှာတင်ရေဦးမြို့ပေါ်ကအောင်မင်္ဂလာရက်ွက်အောင်စီရရက်ွက်နဲ့ဈေးချိန်ရက်ွက်တွေမှာဂျမ်ဖက်စကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်အမျိုးသမီး၁၀ဦးကျော်ကိုပါဖမ်းဆီးသွားပြီးအဲ့လိုအမျိုးသမီးတွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့ရည်ရွယ်ချက်ဟာစစ်မှုထမ်းဖို့မဟုတ်ပဲချင်းချောင်းငွေညစ်ဖို့သာရည်ရွယ်တာဖြစ်ပြီးသူတို့တောင်းတဲ့ငွေရတာနဲ့ပြန်လွတ်ပေးတာတွေရှိတယ်လို့သိရပါတယ်တစ်ဖက်မှာလည်းရန်ကုန်တိုင်းကမြို့နယ်တွေမှာအသက်မပြည့်သေးတဲ့လူငယ်တွေပျောက်ဆုံးမှုဟာတော်တော်ကိုများပြားလာနေရမှာ အဲ့ဒီထဲကစေကျော်သက်အမျိုးသမီးငယ်တချို့လဲပျောက်ဆုံးမှုတွေရှိလာနေပြီဇန်နဝါရီလ3ရက်နေ့ကတင်လှိုင်မြို့နယ်ကအသက်18နှစ်အရွယ်မတနာဆိုးဆိုတဲ့သူအမျိုးသမီးငယ်ဟာလှိုင်ဈေးမှာမုတ်သွားဝယ်ဖို့သွားရကနေပျောက်ဆုံးသွားပြီးတော့ငါရဲ့ကြားတဲ့အထီကိုဘာအဆက်အသွယ်မှမရတော့သလိုအဲ့ဒီလိုလူငယ်တွေပျောက်ဆုံးမှုကို yes ခန့်နဲ့အုတ်ချုပ်ရေးအဖွဲ့တွေစီမှာသွားရောက်အကြောင်းကြားပြီးမြင်တယ်အဲ့ဒီလူငယ်တွေကိုလုံးဝပြတ်မတွေ့တော့တဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ